ကမ္ဘာသမိုင်းတစ်လျှောက်နာမည်အကြီးဆုံးပင်လယ်ဓားမြောက်၅ဦးပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာကမ္ဘာလောကထူးခြားဆန်ပြားကျောင်းရံများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုပါရစေပင်လယ်ရေကြောင်းနဲ့တွာလာကြသူတွေရောင်းဝယ်ဖောက်ကအလုံးလုံးကန်ကြသူတွေအနေနဲ့ပင်လယ်ဓားမြောက်တွေကိုကြားဘူးတွေ့ဘူးကြပါလိမ့်မယ်ဒီနေ့ခေတ္တတိုင်းပင်လယ်ဓားမြောက်တွေကအပြင်းမတကယ်ရှိနေပါသေးတယ်ဆိုမာလီယာဘက်မှာဆိုရင်ပင်လယ်ဓားမြောက်တွေကအရန်ကိုတောင်းကျမ်းကြပါတယ် ဒီနေ့ဗီဒီယိုမှာတော့ကမ္ဘာသမိုင်းတစ်လျှောက်နာမည်ကြီးဆုံးပင်လယ်ဓားမြ၅ဦးကိုကောင်းနှုတ်တင်ဆက်ပေးလိုက်ရပါတယ်။နံပါတ်၁ Edward Teach သူ့ကို Black Bear လို့လည်းခေါ်ကြပါတယ်။သူက1916 1918ခုနှစ်များမှာအတ္တလန်တိတ်သမုဒ္ဒရာတစ်လျှောက်လှုပ်ရှားခဲ့သူဖြစ်ပါတယ်။ပင်လယ်ဓားမြတွေရဲ့လီကျန်လူတောင်သတ်မှတ်ထားကြတဲ့သူပါ။ရှီလီယားမင်းတဲ့မုတ်စိတ်နဲ့ခေါင်းမှာမီးခိုးထွက်အောင်ဖျောင်းတူတွေညှက်ထားလို့ရန်သူတွေကိုကြောက်အောင်လှုပ်တတ်ပါတယ်။သူ့ရဲ့ Queen Anne Ribbon သင်္ဘောနဲ့ကုန်တယ်သင်္ဘောတွေကိုလူရက်ခဲ့ပြီး ချာလစ်စတန်မျိုးကိုတောင်ပိတ်ဆို့ခဲ့ဘူးပါတယ်။1938မှာဗြိတိရှရေတပ်နဲ့တိုက်ပွဲမှာတေဆုံးသွားခဲ့ပါတယ်။သူကရက်စက်တဲ့ပုံရိပ်နဲ့နာမည်ကြီးပေမဲ့လူတက်မှုထက်ကြောက်ရွံ့ဖန်တီးတာကိုပိုတုံးတယ်လို့ဆိုကြပါတယ်။နံပါတ်1 Black Bat Black Bat လို့ခေါ်တဲ့ဘာတိုလိုမျိုးရောဘတ်ကတော့ပင်လယ်ဓားမြောက်တွေထဲမှာတင်မောအများဆုံးတင်ခဲ့သူပါ။1939ခုနှစ်ကနေ1922အတွင်းကအတ္တလန်တိတ်နဲ့အာဖရိကကံယူရန်တွေမှာတင်မော400ကျော်ကိုလူရက်ခဲ့ပါတယ်။သူ့ရဲ့ Ryan Forjun တင်မောနဲ့ ီတခြားပြင်သစ်ပေါ်တူဂီတင်မောတွေကိုတိုက်ခိုက်ခဲ့ပါတယ်။သူကစီကန်းကြည့်သူဖြစ်ပြီးတင်မောသားတွေအတွက်တရားမျှတတဲ့စီမင်းတွေချမှတ်ခဲ့ပါတယ်။ပောင်း920နှစ်မှာတော့ဗီတချရေတန်းနဲ့တိုက်ပွဲမှာတည်ဆုံသွားခဲ့ရပါတယ်။သူ့ရဲ့ viewer ကြွမ်းကျင်မှုကသူ့ကိုပင်လယ်ဓမြတွေရဲ့ legend ဖြစ်စေခဲ့ပါတယ်။နံပါတ်3 Blessan Blessan လို့ခေါ်တဲ့ Samuel Velami ကတော့ပင်လယ်ဓမြမင်းသားလို့နာမည်ရထားသူပါ။1916-1919ကာလအတွင်းမေဂန်ကန်ယူတန်းမှာလှုပ်ရှားခဲ့ပါတယ်။ သူ့ရဲ့ဝိုင်းတက်ဂယ်ရီတင်မောကအယမ်းမြန်ဆန်ပြီးအင်အားကြီးမှပါတယ်။သူကလူရက်တဲ့သူတွေကိုတနာကယူနာထားတယ်လို့လူချစ်လူခင်များသူလည်းဖြစ်ပါတယ်။1939မှာတော့မုံတိုင်းထဲမှာဝိုင်းတက်တင်မောနင်းမြုပ်ပြီးတေဆုံသွားခဲ့ရပါတယ်။သူ့ရဲ့ချမ်းသာမှုနဲ့လူသားဆန်တဲ့သဘောထားကသူ့ကိုပင်လယ်ဓားမြတွေရဲ့လီဂျန်တယောက်ဖြစ်စေခဲ့ပါတယ်။နံပါတ်၄အန်နီဘူနီအန်နီဘူနီကတော့အမျိုးသမီးပင်လယ်ဓားမြတွေထဲမှာအကျော်ကြားဆုံးပါ။1938ကနေ1920လောက်အတွင်းမှာတော့ကာရီဘီယံပင်လယ်မှာလှုပ်ရှားခဲ့ပါတယ်။ ပင်လယ်ဓမြကာလီကိုကျဲရဲ့ချစ်သူဖြစ်ပြီးအမျိုးသားဝတ်စုံနဲ့တင်းမောပေါ်မှာတိုက်ပွဲဝင်ခဲ့ပါတယ်။သူမရဲ့ရဲရင်မှုနဲ့တိုက်ခိုက်နိုင်စွမ်းကလူတွေကိုအံ့အားသင့်စေခဲ့ရပါတယ်။1920မှာဖမ်းဆီးခံရပေမဲ့ကိုဝင်ရှိလို့တေတံကနေလွတ်သွားခဲ့ရပါတယ်။နောက်ပိုင်းဘဝကတော့မသိရတော့ပါဘူး။ယောက်ျားတွေလွမ်းမိုးတဲ့ပင်လယ်ဓမြလောကမှာသူမရဲ့ထူးချင်မှုကသူမကိုနာမည်ကြီးစေခဲ့ပါတယ်။နံပါတ်5ဟင်နရီမော်ဂန်ဟင်နရီမော်ဂန်ကတော့ပင်လယ်ဓမြဘဝကနေတရားဝင်အရာရှိဖြစ်လာသူပါ။ 1660ကနေ1680လောက်ကကာရီဘီယံမှာစပိန်ကိုလိုနီတွေကိုတိုက်ခိုက်ခဲ့ပါတယ်။1681မှာပနားမားမျိုးကိုသိမ်းပိုက်ခဲ့တာကသူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုပါပဲ။ဗြိတိရှ်အစိုးရကတရားဝင်ခွင့်ပြုထားတဲ့ Privateer ဖြစ်လှုပ်ရှားခဲ့ပြီးနောက်ပိုင်းမှာဂျမေကာရဲ့ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်လာခဲ့ပါတယ်။1688မှာဂျမေကာမှာကွယ်လွန်သွားခဲ့ရပါတယ်။သူ့ရဲ့စီရေးပြူဟာနဲ့ထူးခြားတဲ့ဘဝခီးကသူ့ကိုဒဏ္ဍာရီဖြစ်စေခဲ့ပါတယ်။အဆုံးထိကြီးပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။